အချိန်မှန်နှိုးပေးမဲ့လူသားနှိုးဆက်နိုင်အလုံးမင်္ဂလာပါကဘာကြီးပေါ်မှာထူးဆန်းတဲ့အလုပ်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီအလုပ်ကတော့တကယ်ကိုထူးခြားသလိုယုံနိုင်စရာလည်းမရှိတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်ဒီအလုပ်ဟာ Victoria ခေတ်မှာတော့လူကြိုက်များတဲ့အလုပ်တစ်ခုဖြစ်ခဲ့ပြီးအခုအချိန်မှာကြားလိုက်ရရင်တော့တကယ်လားဆိုပြီးတော့အံ့ဩသွားစေနိုင်ပါတယ်ပရိသတ်ကြီးရဲ့မနက်ခင်းတွေကိုအမြဲတမ်းပြောင်းလဲသွားစေနိုင်တာကတော့လူသားနှိုးဆက်နိုင်အလုပ်ဖြစ်ပါတယ်ဒီနေ့ခေတ်မှာ smartphone တွေရဲ့ကျေးဇူးနဲ့အလွယ်တကူအလံပေးထားလိုက်ရုံပါပဲ ဒီတော့အရင်ခေတ်မှာနှိုးစက်နဲ့နှိုးရဘလောက်ထိဒေရိုးဆန်ခဲ့တယ်လဲဆိုတာမသိကြတော့ပါဘူး။ဒါပေမဲ့လေဗစ်တိုးရီးယားခေတ်ရဲ့မြို့ကြီးတစ်မြို့ရဲကိုရောက်သွားပြီဆိုရင်ထောင်ထဲချီနေတဲ့အလုပ်သမားတွေဟာအာယုံမတက်ခင်မှာစက်ရုံကိုအရောက်သွားဖို့လိုအပ်နေပါတယ်။ဒီတော့အလုံနောက်မကျအောင်လုပ်ဖို့အတွက်လူသားနှိုးဆက်နာရီတွေကအရေးပါလာကြပါတယ်။လူသားနှိုးဆက်နာရီဆိုတာအစိုးရကခန့်အပ်ထားတဲ့တရားဝင်ဝန်ထမ်းတွေမဟုတ်ကြပါဘူး။လူသားနှိုးဆက်နာရီဆိုတာအလုပ်အပ်သူ client ရဲ့တကူရေးငှားရမှုဖြစ်ပါတယ်။ လူသားနှုတ်ဆက်နိုင်ဟာအမျိုးသားအမျိုးသမီးကလေးငယ်တွေအပြင်အသက်ကြီးပုဂ္ဂိုလ်တွေပါပါဝင်တတ်ကြပါတယ်။သူတို့ရဲ့အလုပ်ကတော့လူတွေကိုအချိန်မီနှုတ်ပေးပြီးဝင်ငွေရှာဖွေကြတာပါပဲ။လူသားနှုတ်ဆက်နိုင်တွေဟာလမ်းတွေရက်ွက်တွေမှာလှည့်လည်ပြီးလက်ထဲမှာလက်တဆန့်ရှည်လျားတဲ့ခောက်တံတစ်ချောင်းကိုကင်ထားကြပါတယ်။ဒီခောက်တံကိုဝါဒါမှမဟုတ်ချိန်နဲ့ပြုတ်လုပ်ထားပြီးအစွန်းမှာဘူးလုံးလေးတစ်ခုပါဝင်ပါတယ်။ ကြည်လုံးအတွက်လူသားနှိုးဆက်နာရီတွေကတပတ်ချင်းလောက်ခအနေငယ်ရရှိကြပါတယ်။လူသားနှိုးဆက်နာရီရဲ့တာဝန်ကတော့အလုတ်အပ်ထားသူရဲ့ဗရင်တကားကိုညင်ညင်သာသာသွားခောက်ပြီး client ရဲ့အိယာနိုရာတေချာအောင်ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကမနှိုးမချင်းနှိုးဖို့ဖြစ်တဲ့အတွက်တချို့တာဝန်ကျေလွန်းသူတွေဆိုရင်ဗရင်ပေါက်မှာ client ကကောင်းထွက်လာပြီးနှုတ်ဆက်တဲ့အထိနှိုးပေးကြပါတယ်။ဒီတော့ဘာကြောင့်အော်ခေါ်ပြီးမနှိုးလိုက်တာလဲဆိုတာမေးစရာရှိလာပါတယ်။ဒါပေမဲ့ Victoria Kick ကမြို့ကြီးတွေဟာစီကားဆူညံနေပါတယ်။ ဒီတော့အလုံးအပ်သူရဲ့ပရင်ပေါက်ကိုပဲတတောက်တောက်ခောက်ရင်ဇက်တိုက်နှိုးပေးနေခြင်းကလမ်းထဲကတခြားသူတွေကိုအနှောက်အယှက်မဖြစ်စေဘဲနှိုးပေးနိုင်မှာဖြစ်ပါတယ်။ဒါပြင်ခောက်တန်ရှည်ကြီးကြောင့်အပေါ်တက်ကအခန်းတွေဆိုရင်တော့အော်ခေါ်နှိုးစရာမလိုပဲနှိုးပေးနိုင်မှသိကြနေပါဗျ။တချို့လူသားနှိုးဆက်နိုင်တွေကနောက်ထပ်နီလန်းတွေကိုလည်းထပ်ပြီးအသုံးပြုကြပါသေးတယ်။တချို့ကပရင်ပေါက်ကိုပဲစစ်လေးတွေနဲ့စက်တိုက်ပစ်ပြီးနှိုးတက်ပါဗျ။တချို့ကတော့ပိုက်ရှည်ကိုသုံးပြီးအလုတ်အပ်သူရဲ့အခန်းပရင်ပေါက်ကနေပါအော်ခေါ်ပြီးနှိုးပေးတတ်ကြပါဗျ။ ဒီနီလန်းတွေကထူးဆန်းပြီးရီဖို့ကောင်းတယ်လို့စိတ်ဝင်စားဖို့လည်းကောင်းနေပါဗျ။လူသားနှိုးဆက်နိုင်တခုရဲ့ဘဝကလည်းမလွယ်ကူနေပါဘူး။အယုံမတက်ခင်မှောင်မဲချမ်းအေးနေတဲ့လမ်းတွေမှာနေဘူးမရှောင်မိုးရွာမရှောင်လူတွေကိုလိုက်ပြီးနှိုးပေးဖို့ဆိုရခက်ခဲပါဗျ။လူသားနှိုးဆက်နိုင်တယောက်ကယုံကြည်တိုက်တဲ့သူတယောက်ဖြစ်ရသလိုလမ်းတွေ client တွေအကြောင်းကိုလည်းကောင်းကောင်းသိဖို့လိုအပ်ပါတယ်။တကယ်လို့တရက်လောက်မနှိုးဘဲပြက်ကွက်မိရင်သူတို့ကိုလဆာဖြတ်တာအလုတ်ဖြုတ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဆယ်ရာစုကိုရောက်ရှိလာတဲ့အခါနီးပညာတွေတိုးတက်လာတာနဲ့အမျှလူသားနှိုးဆက်နာရီတွေကလည်းတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီးတကယ့်နှိုးဆက်နာရီတွေနဲ့အစာထိုးခံလိုက်ရပါတယ်။ဒါပေမဲ့လည်းလူသားနှိုးဆက်နာရီတွေဟာဗစ်တိုးရီးယားခေတ်ရဲ့အရေးပါတဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့တမိုင်းမှာကျန်ရှိနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။